အလုံးမေတော့ကျွန်တော်ချက်စီဖန်ပေးလေးနဲ့ပြန်လဲကြိုးစားပါရစေကျွန်တော်တို့အာဒီဂျာရက်တင်မာတော့ဗောနကျွန်တော်တို့ပရီးမီယာလိဒီလိပိုင်ပွဲတွေမရှိတဲ့အတွက်ကြောင့်မို့အင်တာနက်ရှင်နယ်ပွဲတွေကျွန်တော်တို့ကြည့်ပစ်ခဲ့တယ်ဗောနဒီထဲမှာမှကျွန်တော်တို့အာနီးပြဟောင်းတော့မတူချေဗောနအင်္ဂလန်လက်ရှိအင်္ဂလန်ရဲ့နီးပြအာတော့မတူချေရဲ့ပွဲကိုစစ်ဝင်တစားအဆောင်ကြီးခဲ့တယ်ဗောနဘာကြောင့်လဲဆိုတော့ဒီနီးပြကကျွန်တော်တို့ချက်စီရဲ့နီးပြဟောင်းဖြစ်တဲ့အတွက်ပြီးတော့အာ ဒီအင်္ဂလန်ကိုသူစရောက်တဲ့အာအင်္ဂလန်နီးပြားဆက်ဖြစ်တဲ့အခါမှာသူအပေါ်မှာအာဝေဖန်တာတွေကအာစတိုက်ဆိုလို့မြင့်တက်ခဲ့တာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီပွဲကိုစစ်ဝင်စားစောင့်ကြည့်ခဲ့ရတယ်အာကျွန်တော်တို့ဝါကတ် qualification အဆင့်မှာကျွန်တော်တို့အဗနီယာအတင်းနဲ့တွေ့တယ်ပေါ့နော်အာသူတို့အိုစုကတော့ပုံမှန်ထက်ခြောက်နေလို့ပြောလို့ရတယ်ပေါ့နော်အာဒီလာဘီယာတို့အန်ဒိုရာတို့အာဇီဆာဘီယာတို့ ်အာသူတို့သူရှင်းကန်နေတဲ့အသိဉာဏ်လို့မရှိဘူးပေါ့နော်ဆိုတော့အာဒါကိုပြောချင်တာတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီညာအင်္ဂလန်နဲ့အဘေနီးယားပွဲစဉ်ပေါ့နော်ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပွဲပြီးအမြင်လေးတွေကျွန်တော်တို့ပြောသွားချင်တယ်ဆိုတော့ဟိုဒီတူချဲရဲ့ကျွန်တော်တို့အခင်းချင်းကိုကျွန်တော်စိတ်ဝင်စားတာပေါ့နော်ဘာကြောင့်လဲဆိုဒီတူချဲကဆက်ဆာချင်းကျွန်တော်တို့လူရွေလိုက်တဲ့အချိန်တုန်းကအတူပေါ်ဝေဖန်မှုတွေအများကြီးခဲ့တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ နှစ်ရှင်လာများဒီကန်ဒီဟောကာတို့ဟိုမတုံးတဲ့အပေါ်ဒီဘက်ကိုကျွန်တော်တို့ပြောင်းလာတဲ့ခါမှာရွေးတယ်ပြောဂျိန်းတို့နာနေတာပြန်ကောင်းလာမှမကြသေးတဲ့အနေအထားမျိုးမှာပြန်ရွေးတယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့ဟိုကျွန်တော်တို့ဂျိုရန်ဟာရန်ဆန်ဂျိုရန်ဟာရန်ဆန်ကိုလည်းပြန်ရွေးတယ်ဒီပေါ်မှာကျွန်တော်ဘန်မှုတွေမြင့်တက်ခဲ့တယ်ပြီးတော့မကာရက်ဖို့သိပြီးတော့အော်ဒီယာဒီမှာအလုံးမလုံးတဲ့ကစားသမားကိုပြန်ယူရတယ်ဒါမျိုးတွေပေါ့နော်ပြီးတော့ဖိုရန်ဖိုရန်ကိုလည်း ပြန်ယူတဲ့အပိုင်းနေမှာကျွန်တော်တို့ဝေဖန်မှုတွေမြင့်တက်ခဲ့ကြပြီမဲ့သူပါလို့ပြမလဲဆိုတာကိုစိတ်ဝင်စားခဲ့တယ်ပေါ့စိတ်ဝင်စားခဲ့တယ်တကယ်လို့လဲကျွန်တော်တို့လုတ်ပြခဲ့တယ်တစ်ခါကအေဗီနီးယားကအရင်ညဉ့်နဲ့တင်းတော့မဟုတ်ဘူးကျွန်တော်တို့ဝါရန်ကီရဲ့65လောက်တိရှိတဲ့အနေထားမျိုးအာရှိတယ်ပေါ့နော်ဟောဒါပေမဲ့အဲဒီအင်္ဂလန်နဲ့ရှင်တဲ့ခါမှာတော့ကျွန်တော်တို့နည်းနည်းနိုင်နေပတ်မှာသွားတယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့သူဒီနေ့ပရမသုံးပွဲမှာတော့အကောင်းဆုံးလုတ်လုတ်ခဲ့လို့ပဲကျွန်တော်ပြောချင်တယ်ဆိုတော့ ဟိုတန်ရောအကောက်ကိုပြန်သုံးတယ်အာဒီဘက်တစ်ဖက်မှာကျွန်တော်တို့ဟိုလက်ဘက်မှာဒီအစနယ်မှာကျွန်တော်တို့အခြေခံပြနေတယ်လူးစ်စကယ်လီကို sorry လူးစ်စကယ်လီကိုကျွန်တော်တို့အသုံးတယ်ဆန်နဘက်မှာတော့ကျွန်တော်တို့အရင်ကမသုံးခဲ့ဘူးတဲ့အတွဲပေါ့နော်အတွဲဆိုတမ်ပန်ကျွန်တော်တို့ဒီအင်္ဂလန်မှာပထမဆုံး လက်ရေးစင်မှာပါတယ်ပေါ့နော်တံပန်းရဲ့ပြီးတော့ဒီခွန်စာရဲ့အတွဲကိုတုံးပြီးတော့ကစားတယ်ပြီးတော့ကွင်းလမှာစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကဒီတကလန်ရိုက်ပေါ့နော်တကလန်ရိုက်ကိုထိုင်တယ်ပြီးတော့ဒီကတ်တီချုံးနဲ့တွဲပြန်နော်ဒါဟိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ဖြစ်တယ်အာတိုမတူချက်ဆိုတာကျွန်တော်ဒီနိစနေပိုင်းနဲ့ပတ်သက်ပြီးတော့ပုံတင်ညို့ဆိုပြီးတော့ကျွန်တော်တင်စားချီကျူးခဲ့ကြတာပေါ့နော်ဆိုတော့ ဒီဘိုင်းနေရာပဲဖြစ်လိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့ declan line နဲ့အဲတကယ်တွေးကြည့်မယ်ဆိုရင်တော့ declan line နဲ့ဒီကတ်တဲ့ဂျုံနဲ့ဘယ်လိုတွဲမလဲဆိုတာမျိုးတော်တော်ဟိုစဉ်းစားမရတဲ့အနေအထားမျိုးပေါ့နော်ဒါပေမဲ့တုံးမတ်တူချေကတော့ကောင်းကောင်းအလုပ်လုပ်သွားတယ်အာဒီ declan line ကိုကောင်းကောင်းထိုင်ပြီးတော့အာဒီကတ်တဲ့ဂျုံကိုကျွန်တော်တို့ဒီလက်ပတ်ဘူးမှာအာနေစလော့သုံးလိုမျိုးဒီရှေ့ထိတက်ခိုင်းပါအေရီယာပေါက်ထဲထိနေရာယူခိုင်းတဲ့ပုံစံမျိုးကိုသုံးသွားတယ်ပေါ့နော်အော်တိုက်စစ်မှာတော့ကျွန်တော်တို့ ဟိုဒီအင်္ဂလန်ဒီပရီးမီယာလိမ့်မှာကျွန်တော်တို့တိတ်ပြီးတော့ခြေစမ်းပြရတဲ့မကာရပ်ဖို့ဟောကျွန်တော်ဒီဘက်ကအာဖီဖိုရန်ဒါမျိုးကိုတုံးသွားတယ်ဒါအန်ဟောတဲ့ကောင်းနေအချက်တစ်ချက်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဘက်မှာကျွန်တော်တို့အရမ်းကုန်းမှာထိုင်းနေတဲ့ကစားသမားတွေကဒီနှစ်မှာဆိုရင်ပို့ပြီးတော့ကောင်းတဲ့ကစားသမားတွေဖြစ်တယ်အာဒီအဲ့လိုကောကောဒွန်နိုကောရီနိုဆိုရင်ဒီတရားဒီမှာပို့ကောင်းတဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်အာဒီဂျန်ပိုဝင်းတို့အာဆိုတော့တိုက်စစ်မှာတော့ကျွန်တော်တို့ဟာရီကိန်း ပါတယ်ဆိုတော့ဒီကိစ္စမှာကတော့ဟိုပဲသူပဲဘယ်သူပဲကျွန်တော်တို့နောက်ကနေပြီးတော့ကောင်းပါတယ်ကောင်းပါတယ်ဆိုပြီးတက်တက်တက်လာတက်လာပေါ့နော်ဒီဟာဒီကိန်းကတော့ဟာဒီကိန်းပဲပေါ့နော်အသက်30ကျော်ပဲမဲ့လေသူ့ရဲ့လုံငန်းကိုင်နိုင်ဆိုရင်သူ့ရဲ့ကိုယ်သွင်းစွန့်ရီအာဆိုတော့ဒါတွေကကောင်းနေသေးပဲပြီးတော့ဂျူဘယ်လင်ကန်အာဒီနောက်ချန်တက်စစ်မှာကစားတယ်အာဒီဘက်မှာဆိုရင်ကျွန်တော်တို့ဂျူဘယ်လင်ကန်ပါလဲဆိုတာပြတယ်ပေါ့နော်ဆိုတော့ဒီရောက်သွားတဲ့လူးစကီလီရဲ့အကူမှာဆိုရင်လည်း အာပယ်လင်ဂန်ရဲ့ချိန်သားကိုက်ထုတ်ပေးမှုပြီးတော့ဒီလွစ်ကယ်လီရဲ့အာကျွန်တော်တို့ထွက်သွားတဲ့တိုင်မင်ကတော်တော်လေးကိုလှတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့တွင်းသွားတဲ့ကိုယ်ကလည်းအဆင်မြင့်တယ်အာဒီလွစ်စကယ်လီကိုလည်းချီးကျူးရမယ်ဒီပယ်လင်ဂန်ကိုလည်းချီးကျူးရမယ်ဒီကသမမနှစ်ယောက်ကြားက relationship ကအာဒီကိုယ်ကိုဖြစ်စီတယ်ပေါ့နော်ဆိုတော့ဟိုနောက်ကျွန်တော်ဟာဒီကိန်းရဲ့ကိုကလည်းဒီနေ့မှာတော်တော်လေးကိုကောင်းတဲ့အဲပုံစံမျိုးကိုတွေ့ရတယ်ဆိုတော့ဟိုဒီ တမတ်တူချဲရဲ့နေစနစ်မှာဆိုရင်တော့တမတ်တူချဲကဒီဂျာမနီပြားတွေရဲ့ပုံစံတိုင်းပေါ့နော်ကျွန်တော်တို့ present ပေးတာကိုသဘောကျတယ်ဒီ present ပေးတယ်ဒါပေမဲ့ defensive ကိုလည်း solid ဖြစ်ရမယ်ဆိုတာ mindset သူ့မှာရှိရယ်ဆိုတော့ဟိုဒီနေ့မှာဆိုရင်ဂိုးပေါက်တစ်ချိန်မှမထိအောင်ကာဝယ်သွားတယ်ပေါ့နော်ဒီဒီဒီနောက်တန်းအနေထားမျိုးပဲပေါ့နော်ဆိုတော့ဟိုတော်တော်ဒါတမတ်တူချဲရဲ့အာပြူအမြောက်တဲ့ အာပွဲပေါ့နော်ပမာသောပွဲလည်းဖြစ်ပေမဲ့လည်းသူ့အနေနဲ့ကောင်းကောင်းလုပ်လို့တော့တာကိုတွေ့ရတယ်ဆိုတော့ဟိုကျွန်တော်ချက်စီပန်တယောက်နေလဲဆိုရင်လည်းကျွန်တော်တို့ဒီသမတ်တချွေကိုပြန်အောင်လိုချင်တဲ့စိတ်ပေါ့လေပေါ့နော်ကျွန်တော်အမြင်နဲ့လို့လို့သမတ်တချွေကိုဟိုမထုတ်စေချင်ခဲ့ဘူးဟိုဆိုတော့ဒါပေမဲ့အာဒီအသိမရှင်တွေရဲ့အာလုံးလုံးပုံကြောင့်ကျွန်တော်သမတ်တချွေကအာထွက်သွားတယ်ပေါ့နော်ဆိုတော့ဟိုဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့သမတ်တချွေတို့ကတော့လမ်းကြောင်းအပွင့်လှခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့အာကျွန်တော်အားလုံးတော့သမတ်တချွေနဲ့ပတ်သက်ပြီးတော့ ဟာဘယ်လိုမြင်လဲပေါ့နော်ဒီအင်္ဂလန်ရဲ့ဟာဝါကပ်အခြေအနေပဲထိရောက်နိုင်လေပေါ့နော်ဆိုအားလုံးအားကျေးဇူးတင်ပါတယ်ညီပါ